โอเคကဲကျွန်တော်ဒီတစ်ခါတော့ကျွန်တော်တို့ mobile legend player တွေဂုံးစင်းမဲ့သူတွေအတွက်ကျွန်တော်မရှိမဖြစ်လိုအပ်မဲ့ကျွန်တော်တို့ အဲမိုဘိုင်းလေ့ကျင့် version အစုံ download ရတဲ့နေ့လို့ကျွန်တော်ပြောပြပြမှာဖြစ်ပါတယ်။ကျွန်တော်ဒီနေ့ကဘာလို့ပြောပြရသဲဆိုရင်ကျွန်တော်တို့ browser တို့အားလုံးပြည့်တိုင်းပဲကျွန်တော်တို့ဂုံးစင်းနေရကျွန်တော်မြန်မာ server မှာလာလာရှိသလိုကျွန်တော်တို့တခြား server တွေမှာလည်းလာလာရှိပါတယ်။အဲကျွန်တော်တို့ဂုံးစင်းတဲ့လူတွေအနေနဲ့ကျွန်တော်တို့ဒီအဲဒီ server မှာမြရင်တခြား server သွားပြီးတော့ဂုံးစင်းရမှာပေါ့။ကဲအဲ့လိုလူမျိုးတွေအတွက်အဲ့တော့လက်ပတ်ပြီးဂုံးစင်းခြင်းတဲ့လူတွေအတွက်ကျွန်တော် version အစုံ download ရတဲ့နေ့ကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။အဲကျွန်တော်တို့ အခုဆိုရင်လည်းကျွန်တော်တို့နောက်တို့ event အတွက်ကုတ်တွေရှိတယ်ကျွန်တော်တို့နောက်တို့စကင်ရောထွန်ရက်ကတ်တွေရှိတယ်အဲ့ဒီကတ်တွေကျွန်တော်မြန်မာဆာဗာမှာမရဘူးဒါပေမဲ့အိန္ဒိယဆာဗာမှာရတယ်ဘာလို့လဲကဲအဲ့လိုမျိုးဆိုတော့ကျွန်တော်တို့ကအဲ့လိုမျိုးလေးတွေကိုလိုချင်တာလေးတွေပတ်ပြီးဂုံးစင်းနေတဲ့လူတွေအတွက်ကျွန်တော်တို့အဲဘာချင်းစုံတောင်းလို့ရတယ်နေပါတော့အဲနည်းနည်းလေးတော့တေချာလေးတော့လိုက်ကြည့်ပေးကျွန်တော်တစ်ဆင့်ချင်းတေချာလေးပြောပြပေးမယ်ကျွန်တော်ဒီလောက်ဆိုရင်တော့ကျွန်တော်တို့ global version ရှိမယ်ကျွန်တော်တို့အဲ US version ရှိမယ်ပြင်ကျွန်တော်တို့အိန္ဒိယ version ရှိမယ်အ အဲ့ဒီ server တွေမှာကျွန်တော်တို့မြန်မာ server နဲ့မတူတဲ့ကုန်စင်းနေပြီလာရရှိတယ်ခဲအဲ့ဒီဒီမှာကျွန်တော်ကုန်စင်းနေတဲ့လူတွေအတွက်ကျွန်တော်ဒီနေ့အဲအိန္ဒိယ server နဲ့ကျွန်တော် US server ကို sorry အဲအိန္ဒိယ version နဲ့ US version ကိုကျွန်တော်တို့ download play store ကတရားဝင် download ရတဲ့နေကိုကျွန်တော်ပြောပြပြောဖြစ်ပါတယ်ခဲဟုတ်ပြီအဲ့ဒါကျွန်တော်တို့ play store ကိုတစ်ချက်ဝင်ကြည့်လိုက်မယ်ဆိုရင်ဒါကျွန်တော်တို့အဲဒီမှာကျွန်တော် server မှာ mobile legend လို့ရိုက်ကြည့်လိုက်မှာပေါ့နော်ခဲဒီမှာတော့ကျွန်တော်တို့ရဲ့ဟာကဒါ global version ဖြစ်ပါတယ်တော့ကျွန်တော်တို့ဒီမှာ တကယ်ကကျွန်တော်တို့အခုလက်ရှိစွန့်နေတဲ့ဟာပေါ့နော်ဒီနေရာမှာကျွန်တော် Play Store မှာဒါရိုက် download ရမှာကျွန်တော်တို့ကအဲ့ဒီဆွမ်းလာပြောတဲ့အိန္ဒိယ version တို့ကျွန်တော် US version တို့ကဆော့လို့ရတာဖြစ်ပါတယ်ကဲတော့ကျွန်တော် Play Store မှာကျွန်တော်တို့အိန္ဒိယ version တွေအဲပြီးကျွန်တော်တို့အဲ US version တွေကိုအဲတရားဝင် download ရအောင်ဘယ်လိုလုပ်ရမလဲကျွန်တော်တစ်ချက်ပြောပြပေးမယ် Okay အဲကျွန်တော်ဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်မှာလက်လက်ရှိဆိုရင်ကျွန်တော်ဒီမှာကျွန်တော်မှာဒီမှာကျွန်တော်အိန္ဒိယ version ရှိတယ်ပေါ့နော် ဒီကောင်လေးရှိတယ်သူကတော့ mobile legend ပေါ့နော် mobile legend မဟုတ်သူက mobile legend ဒါကျွန်တော်တို့အိန္ဒိယ version ဖြစ်ပါတယ် okay အဲ့ဒါကျွန်တော်ပထမဦးဆုံးကျွန်တော်အဲ US version ကိုအရင် download ရအောင်ဘယ်လိုလုပ်အောင်ပြောကျွန်တော်တစ်ချက်ပြောပြပေးမယ်အဲ့ဒါကျွန်တော် play store ပထမဝင်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ကဘယ်ကိုသွားမလဲဆိုရင်ကျွန်တော်တစ်ချက်ပြမယ်နော်ဒီမှာကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့ payment profile လေးရှိတယ်နော်ခဏလေးပါ ဒီအပေါ်တောင်လေးမှာရှိတယ်ဗောနော်ဒီအပေါ်တောင်လေးမှာရှိတယ်အားလေးကိုတစ်ချက်နှိမ့်လိုက်မယ်နှိမ့်ပြီးသွားလို့ရှိရင်ကျွန်တော်ကဘယ်ကိုသွားမလဲဆိုရင်ဒီဒီမှာ payment and subscription ဆိုရှိတယ်နော်အဲ့ဒါကိုတစ်ချက်နှိမ့်လိုက်မယ်ဗောနော်ကျွန်တော်တို့ကကျွန်တော်ရဲ့မြန်မာ region နဲ့ download များတဲ့အတွက်ကျွန်တော်က US region ပြောင်းပြီးတော့ကျွန်တော်တို့ရဲ့ payment payment profile မှာကျွန်တော်တို့ရဲ့ region ကိုပြောင်းပါဗောနော်ကျွန်တော် US version ကိုတော့မှသူ United State ပြောင်းဖို့လိုတယ်အဲကျွန်တော်တို့အဲ့ဒီဆိုတော့ကျွန်တော်ပြောလို့ရ payment subscription နဲ့ဝင်မယ်ပြီးကျွန်တော်ဒီ payment method တွေကိုဝင်မယ်ဗောနော် ပင်အောက်ဆုံးကကျွန်တော်တို့ဒီမှာမိုးပေးမှန်းဆက်တင်ဆိုတာရှိတယ်အဲ့ဒါကိုနှိမ့်လိုက်ဟွန်းပြီးတော့လို့ချင်းဒီအပေါ်တောက်မှာကျွန်တော်တို့ကဆွမ်းနာကျွန်တော်တို့ Play Store ထဲမှာပြောင်းကျင်တဲ့ကျွန်တော်တို့ပြောင်းကျင်တဲ့အကောင့်ဟုတ်မဟုတ်စစ်မယ်မဟုတ်ဘူးဆိုရင်ပြောင်းမယ်ပေါ့နော်ကျွန်တော်ကမဟုတ်တဲ့အတွက်ကျွန်တော်ပြောင်းလိုက်မယ်ကျွန်တော်ဆွမ်းနာပြောင်းမယ်ဟာကဒီဟာဖြစ်ပါတယ် โอเค Play Store တွေကဝင်ထားတဲ့ account နဲ့ကျွန်တော်တို့ဒီမှာဝင်ထားတဲ့ account နဲ့တူပြီဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ဒီဒီမှာကျွန်တော်တို့အဆက်ကလေး30ရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်မယ်အဲနည်းနည်းလေးတော့တခြားလေးလိုက်ကြည့်ပြီပေါ့နော်ပြင်ကျွန်တော်တို့ဒီမှာအဲ့ထီကကျွန်တော်အဲ့ထဲကနေပြီးတော့ setting နဲ့ဝင်မယ်နော်အဲ့ setting နဲ့မှာကျွန်တော်တစ်ချက်စစ်ကြည့်မယ်ဆိုရင် country region မှာကျွန်တော်ဒီမှာမြန်မာပြည်ဖြစ်နေတယ်။အဲ့ဒါကိုကျွန်တော်က US ပြောင်းမယ်။အဲ့ဒါဆိုကျွန်တော်ဒီအပေါ်မှာရှိတဲ့ country region ရဲ့ဘေးမှာရှိတဲ့ခဲလမ်းပုံလေးကိုနှိပ်လိုက်မယ်။ ပင်ကျွန်တော်အမှ create new profile ဆိုတာရှိတယ်အားလေးကိုနှိပ်လိုက်မယ်ပေါ့နော်ပင်ကျွန်တော် continue နှိပ်မယ်အဲ့ဒီမှာကျွန်တော် region ကိုရွေးမယ်ကျွန်တော် United State ကိုပြောင်းမှဖြစ်တယ်ဗျာကျွန်တော်တို့အဲ US version တောင်းမှဖြစ်တယ်ဗျာ United State ကိုပြောင်းမှရှာလိုက်ပေါ့နော်အောက်မှာရှိတယ်အင်းကြည့် United State เนาะ United Kingdom ရှိ United State ရှိကျွန်တော် United State ကိုနေမယ်เนาะပြင်ကျွန်တော် Continue နေမယ် ပြန်ရင်ကျွန်တော်ထည့်ရမှာပေါ့နော်ဒီမှာကျွန်တော်တို့အဲဒီမှာ address အဲ line 1ဆိုရှိအဲ့ဒါလေးကိုနှိပ်မယ်ပြီးကျွန်တော်အဲ့ဒီမှာ new york ကိုထည့်မယ်နော်ပြီးရင်ဒီမှာ line 2မှာလည်း new york ပဲထည့်မယ် new york ပဲထည့်မယ်ပြီးရင်ကျွန်တော်ဒီမှာ town city မှာလည်းကျွန်တော်တို့အဲ new york ကိုပဲထည့်မယ်နော်ပြီးရင်ဒီမှာ state ကိုရှိမယ်ကဲ state မှာကတော့ကျွန်တော်တို့ဘာထည့်မလဲဆိုရင်အဲရအစင်ပြရထည့်ပါနော်အပေါ်ဆုံးအလေးပဲထည့်လိုက်မယ်။ပြီးကျွန်တော်ကုတ်ကလေးထည့်မယ်ပေါ့နော် ကိုကတော့ကျွန်တော်တို့အဲ9699ဒါကျွန်တော်တို့ sorry ။နောက်ချက်တစ်ချက်ကျွန်တော်ဆက်ပေးမယ်။ ကဲဝင်ကျဇစ်ကုတ်လေးမှာနည်းနည်းတိုင်ပတ်သွားတယ်เนาะကျွန်တော်ဒီမှာ state မှာ alert စကားထားမယ်ပြင်ကျွန်တော်အဲဇစ်ကုတ်မှာ993ညက်တီကိုထားမယ်ပေါ့เนาะဒီမှာအားလုံးတစ်ချက်ပြန်ကြည့်မယ်အပေါ်မှာ new york new york တွေပဲထည့်သွားမယ် mn ကျွန်တော် state မှာ alaska အထည့်မယ်ပြင်ကျွန်တော်993ညက်တစ်ပေါ့เนาะဒါလေးကိုရွေးပြပေါ့เนาะပြင်ကျွန်တော်ဇစ်ကုတ်က993ညက်တစ်ပြင်ကျွန်တော် submit ကိုနှိပ်လိုက်မယ်ဒါကျွန်တော် create ဖြစ်သွားပြီဒါကျွန်တော်ဆက်သွားမယ်ပေါ့เนาะ အဲကျွန်တော်ကဒီဟာကျွန်တော်တို့ဖြစ်ချောင်းကိုတောင်းတာပေါ့နော်ဒါကျွန်တော်တို့ password ရိုက်ထည့်ပြောင်းဖြစ်ပါလေ။ကြည့်ကျွန်တော်ကတော့အဲ password key နဲ့ပဲသွားလိုက်မယ်နော်။ โอเคဒါကျွန်တော်တို့က profile နှစ်ခုဖြစ်သွားပြီဖြစ်ပါတယ်ကဲဒီမှာကျွန်တော်တို့မြန်မာရှိတယ်ဒီမှာ United States ရှိတယ်အဲ့တော့ကျွန်တော်တို့ကဒီ payment profile မှာနှစ်ခုလုံးထားလို့မရဘူးတစ်ခုကိုဖြတ်ပြရမယ်အဲ့တော့ကျွန်တော်တို့ကမြန်မာလိုချင်တဲ့အတွက်ကျွန်တော် US ပြောင်းมาဖြစ်လို့လည်းကျွန်တော်မြန်မာ profile ကိုဖြတ်ပြမှာဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့ကဒီအလေးကိုကျွန်တော်အောက်မှာ United States ကိုပြောင်းလိုက်မှာပေါ့နော်ပြောင်းပြီးသွားလို့ရှင်ကျွန်တော်တို့ကဘာလို့မလဲဆိုရင်ကျွန်တော်ဟိုအောက်ဆုံးမှာရှိရင်ကျွန်တော်တစ်ချက်ပြပေးမယ် ဒီအောင်ဆုံးမှာရှိတယ်ကျွန်တော် cloud အဲ cloud payment profile ရှိတယ်အဲ့ဒါလေးကိုချက်နေမှာပေါ့နော်ဒီနာမှာကိုယ့်ရဲ့ဘတ်ဆိုတာရိုက်ထည့်ပေါ့နော်ကျွန်တော်ကတော့ pass key နဲ့ပဲသွားလိုက်မယ်အဲကျွန်တော်မြန်မာ payment အဲမြန်မာ payment profile ကိုပိတ်မှာဖြစ်ပါတယ်အဲ့ဒါမှကျွန်တော်က download ရမှာနော် payment profile နှစ်ခုကြီးနဲ့လုပ်လို့မရဘူးအဲ့ဒါဆိုတစ်ခုကိုပိတ်ပြန်မှာဖြစ်ပါတယ် ဟွန်းဒီမှာတော့ကျွန်တော်တစ်ချက်ကြည့်မယ်သူကျွန်တော်ဖြတ်မှာဟာဒီမှာဒီဘလူးဖန်ကိုဖြတ်မှာအဲ့တော့ဒီမှာတစ်ချက်ကြည့်မယ်ကျွန်တော် United United States ကိုဖြတ်မိမျိုးဖြစ်နေတယ်အဲ့တော့ဒါကျွန်တော်မှားနေတယ်ဗောနော်မှားနေဆိုကျွန်တော်ဒါတို့တစ်ချက်ပြန်စုပ်မယ်အဲခါတစ်ချက်ဒီကောင်မဟုတ်ဒီကောင်မဟုတ်ဒီကောင်ဖြတ်အောင်ဗောဒါကြောင့်ကျွန်တော်တို့လိုချင်တဲ့ United States profile ဒါဖြတ်လို့မရဘူးဗောနော်အဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုရင်တော့ဒါဖြတ်မဲ့နေရာကိုရောက်နေဒါမှမဟုတ် United States ကိုဖြတ်မိလို့မရဘူးဗောနော် ဲ့တော့ကျွန်တော်ထွက်မယ်ပြန်ပြီးတော့ဟိုချိန်မယ်ကျွန်တော်ကဒီမှာပြန်ချိန်မယ်အဲဒီမှာဒီမှာပြန်ချိန်ပါဦးနော် โอเคဒီမှာဘာမှဖြစ်သွားပြီကျွန်တော်က profile နှစ်ခုရှိတာဖြစ်တဲ့အတွက်ဒါကိုကျွန်တော်တို့ဘာမှဘက်ကိုပြန်ရှင်းမယ်မြန်မာဘက်ကိုပြန်ရှင်းမယ်ပြီလို့ချင်းကျွန်တော်တို့အောက်ကိုပြန်သွားမယ် glow map profile ကိုအဲ glow map profile ကိုကျွန်တော်တို့ပြန်ပိတ်မယ်နော်လို့ပြီးမှ profile ကိုပြန်ပိတ်မယ်နည်းနည်းတော့ရှုပ်လိုက်ပါနော်โอเคじゃあကျွန်တော်ဒီမှာအဲမြန်မာဘာမီဖြစ်သွားပြီ နော်ဒါဒါပိတ်လို့ဒါဒီ proof ဖောင်ကျွန်တော်ပိတ်မှသေချာသွားပြီအဲ့ဆိုကျွန်တော်တို့ဒီနေ့မှမှပိတ်လို့မရအောင်နော် United State လိုချင်တာဆို United State ကိုဖြတ်မိလို့မရဘူးနော်အဲ့တော့ဒီမှာကျွန်တော်တို့မြန်မာဖြစ်သွားအေးမြန်မာကိုဖြတ်ပြင်မယ်နော်ဒီမှာကိုရောအောက်ဆုံးမှာကျွန်တော်ကအာ I don't know why K reason ကိုရွေးလိုက်မယ်ပြင်ကျွန်တော်တို့ continue နေလိုက်မယ်ပြင် global payment proof ဖောင်နေလိုက်မယ်ဟုတ်ကဲ့ဒါတော့ကျွန်တော်တို့ payment profile ပိတ်သွားပြီဖြစ်ပါတယ်ဒါကျွန်တော်တို့အဲပြောင်းထားတဲ့ profile ဖြစ်ဖြစ်တစ်ချက်ပြန်ကြည့်မယ် ဘီစထရိုရဲ့ဝင်မဲ့ပင်ကျွန်တော်တို့စက်ဒီနေကိုတွားကြည့်မယ်ပေါ့နော်နာ sorry ပြီးမှမတတချက် ပြန်ဝင်ကြည့်မယ်အင်းအဲ့မှာဝင်မယ်ကျွန်တော်ဒီမှာတစ်ချက်ဒီခါလည်းဝင်ရှာရတော့မယ်ကျွန်တော် US ပြောင်းလာတာဖြစ်တဲ့အတွက်ကျွန်တော် Mo MOBILE Mobile ငန်လေး GENDF Mobile Legend UNI United State ကိုပြောင်းလိုက်ပြီနော် မိုဘိုင်းလက်ကျန် United States ဆိုပြီးရိုက်ပြီးရှားကြည့်လိုက်မယ်။ Okay ဒါဆိုကျွန်တော်တို့ဒီမှာမိုဘိုင်းလက်ကျန် United States ပေါ်လာပြီဖြစ်ပါတယ်။ကျွန်တော် Mobile Legend US ဆိုပြီးပေါ်လာဒါဆိုကျွန်တော်တို့ဒါ US version ဖြစ်ပါတယ်။ကျွန်တော်ကကျွန်တော်ပြတယ်အဲဟိုကမဟုတ်တော့ဘူးနော်။အဲကျွန်တော် Global version မဟုတ်တော့ဘူးဒါ US version ဖြစ်သွားပြီ။အဲဒါကျွန်တော်တို့အဲဒါ United States version သုံးနေတယ်လို့ဒီမှာ download ရပြီ။ဒီကျွန်တော်တို့တခြား အဲလင့်နေတော့ထောင်းပြီးတော့ဆော့လို့မြောက်။ဘာလို့ကျွန်တော် Play Store မှာကျွန်တော်ဒီ US version အလုတ်လုတ်မှလာကျွန်တော်တို့ကအဲဒီအောင်သုံးလို့ရတာဖြစ်ပါလေ။ကဲအသာကြာကျွန်တော် US version ကဲဆိုကျွန်တော်အိန္ဒိယ version လုတ်မယ်ကျွန်တော်ဘာလုတ်မလဲဆိုရင်ကျွန်တော် United State အဲ payment profile နဲ့မှာ United State ကိုဖြတ်မယ်ပြီးရင်ကျွန်တော်အိန္ဒိယကိုပြန်ထည့်မယ်။ကဲကျွန်တော်ပြန်ပြောင်းကြည့်မယ်ပေါ့နော်။ကဲဒါထားလိုက်တော့ကျွန်တော်တို့ပြီးသွားပြီပေါ့နော်။ဒါကျွန်တော် United US version ရသွားပြီ။အဲဆိုကျွန်တော်တို့အိန္ဒိယ version တစ်ချက်ပြောင်းမယ်။ပြီးရင်ကျွန်တော်ဒီထဲကိုဝင်မယ်။ payment subscription နဲ့ဝင်မယ်။ပြီးရင် payment method ထဲကိုဝင်မယ်။ ပဲကျွန်တော်တို့ကမိုးပေးမှစတီနဲ့ဝမ်းမယ်ကျွန်တော်အခုနှစ်ခုလုံးပြပြီနော် US Core India ရောနှစ်ခုလုံးရတာပြောင်းဝင်ပြီပြီးမဲ့ကျွန်တော်အခု Snap Play Store ရဲ့အကောင့်ကိုချိန်မယ်ကျွန်တော်ဒီနားမှာကျွန်တော် Play Store ရဲ့ account ဖြစ်ဖို့လိုရဲဗျပြီးရင်ကျွန်တော်ဒီ asset 30ကိုနှိပ်မယ်ပြီးရင် setting နဲ့ကိုသွားမယ် ပြီးရင်အဲ့ဒီမှာဆုံးတော့ကျွန်တော်တို့ United State ဖြစ်သွားပြီအဲ့ United State ကိုဖြတ်ပြီးတော့အိန္ဒိယပြောင်းပါအဲ့တော့ကျွန်တော်တို့ဒီ country region ပေးရခိုင်တန်လေးကိုနှိပ်မယ်ပြီးရင် create new profile ကိုနှိပ်မယ်မေကိုလေးနီကိုနှိပ်မယ်အဲ့ဒီမှာ region ရေးမှာကျွန်တော်တို့အိန္ဒိယပြောင်းမယ်အဲ့တော့အိန္ဒိယကိုလိုက်ရှာမယ်တွေ့ပြီဒီမှာအိန္ဒိယတွေ့အိန္ဒိယတွေ့ရင်ကျွန်တော်တို့ community ကို name โอเคဒီမှာเอ่อ airline bn ရိုက်ရမယ်เนาะ2မှာလဲအတွက်2မှာလဲ airline bn ကိုရိုက်ရမယ်တောင်စီးတီးမှာလဲ airline bn ကိုရိုက်ရမယ်ပြင်ကုတ်ကတော့ကျွန်တော်ချက်အဲရှစ်လေးလေးတစ်တုံညာတစ်ကိုနှိမ့်မယ်ဗောနော်အဲဒါမဟုတ်ဘူးခဏလေးခဏလေးအဲကုံလာမနေနဲ့တိုင်ပတ်တယ် ဲ့တော့ဒီနေ့မှကျွန်တော်တို့ကမျိုးတစ်ခုကိုယူလိုက်မယ်ပေါ့ဗျာနော် AS AS AM ကိုယူလိုက်မယ်အဲ့ဒီမှာကိုယ့်ကကျွန်တော်တို့မသိဘူးဆိုရင်ကျွန်တော်တို့ chat gpt ကိုသွားမေးလို့ရတယ်နော်ကဲကျွန်တော် chat gpt ကိုမေးလိုက်မယ်ဗျာအဲ့ဒီ area နိုင်ငံဘာမျိုးလဲ ASEAN ပေါ့နော် ASEAN ရဲ့ စကုတ်စကုတ်ပြောပါဘူးနော်ဘခွန်ရှိ1336ခွန်ရှိ1335အဲ့ဒါကိုထည့်ကြည့်ခွန်ရှိ1335โอเคရတယ်เกอัลโลลีเมย์ได้หมดเนาะเนเนปะปะ ဟိရန်ရဲ့ကုနီလေးလည်းယူပေါ့နော်ကဲဟုတ်ပြီဒါကိုကိုထည့်လိုက်တဲ့မြို့ရဲ့စစ်ကုတ်ကိုထည့်ရမှာဖြစ်ပါတယ်မသိရင်ချက်ကြည့်ပြီးမှသွားမိလို့ရပါပင်ကျွန်တော်ဆမ်မစ်ကိုနှိပ်မှာမနော်ပင်ကျွန်တော်တို့ view profile ကိုနှိပ်မယ် Okay ဒါကျွန်တော် profile နှစ်ခုဖြစ်သွားပြီဒီမှာကျွန်တော်တို့အိန္ဒိယရှိမယ် United State ရှိမယ်ကျွန်တော်ကဒီမှာ United State ကိုဖြတ်မှာဖြစ်တဲ့အတွက် United State ကိုယူထားလိုက်မယ်နော် ဒါကြောင့် United States ကိုရွေးထားလိုက်မယ် United States ကိုအဲ sorry အဲဟိုတော့ဒီမှာရွေးထားလိုက်မယ်ပေါ့နော်ဒီမှာ United States ကိုရွေးထားလိုက်မယ်ပင်ကြောင်အောက်ဆုံးကကျွန်တော်တို့အဲ close အဲ payment profile ကိုနှိပ်လိုက်မယ်ပေါ့နော် close payment profile နှိပ်မယ်အဲ့မှာကျွန်တော် password တောင်းရင် password ကြီးထည့်မယ်ပေါ့နော် โอเคယောဒီမှာဖြစ်မရအောင်တစ်ချက်ဆင်မယ်ဆိုရင်ဒီမှာကျွန်တော်တို့မှားနေတယ်ကျွန်တော်တို့အိန္ဒိယကိုပဲဖြစ်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တစ်ချက်ပြန်စုံမယ်เนาะဒီနောက်မှာတစ်ချက်မှားနေတယ်ရမ်းပြီးတော့တစ်ချက်ပြန်ဆင်မယ်เนาะဒီမှာကျွန်တော်တို့မရအောင်ဆိုဒီပုံမှာပြန်ရွေးမယ်ပြင်ကျွန်တော်ပြောင်းပြောင်းကြည့်ပေါ့နော်ကျွန်တော် United State ကိုဖြစ်ချင်တာအဲ့တော့ကျွန်တော်တို့အဲ့အပေါ်လေးမှာ profile လေးကိုချိန်ပြီးတော့တော်တော်ဖြစ်ကြည့်ကိုဖြစ်မရဟုတ်မှုတစ်ချက်ဆင်မယ် โอเคဒီမှာကျွန်တော် United အိန္ဒိယကြီးဖြစ်နေတယ်ဗျာเนาะအိန္ဒိယကြီးဖြစ်နေတယ်အဆင်မပြေဘူးကျွန်တော်တို့လိုချင်တာအိန္ဒိယလိုချင်တာအဲ့တော့ကျွန်တော်တို့ပြန်စုံမယ်ဘယ်နာမှာလွှဲနေရောလက်ချက်ပြန်ဆင့်ယူနိုက်တက်စတိတ်ကျွန်တော်က US ကိုဖြတ်မှာဖြတ်ပါတယ်အဲ့တော့နည်းနည်းတော့တိုင်ပတ်တယ်ဗျာနော် ရိုကီဒီမှာ unit test 3ပြောင်းသွားပြီအဲဒါဆိုကျွန်တော်တို့ဒီမှာ chrome hand glue pp man blue fan ကိုနှိပ်မယ်ပေါ့နော် password ရိုက်ထည့် ကြီးအပေါ်မှာကြည့်ဒီနားမှာဆိုတော့ကျွန်တော်ဒီမှာ United State ဖြစ်သွားပြီဒါဆိုကျွန်တော်ဖြတ်မဲ့ profile မှန်သွားပြီပေါ့နော်ကျွန်တော်အိန္ဒိယကိုလိုချင်တာ United State ကိုဖြတ်ပြရမှာကဲဟုတ်ပြီအဲ့ကျွန်တော်တို့ profile တစ်ခုကိုဖြတ်လိုက်မယ်ကျွန်တော် US ကိုဖြတ်ပြမယ်ဘင်းအောက်မှာ I am 108k reason အောက်နေမယ်ကိုနေနေကိုနေလိုက်မယ်ဘင်း globe ပြီးမှ profile ကိုနေမယ်ဟုတ်ရတော့ကျွန်တော်တို့ပြတ်သွားပြီပေါ့เนาะကျွန်တော်တို့ United State ပြတ်သွားပြီကဲကျွန်တော်တို့အဲ အိန္ဒိယဘာရှင်ဒေါင်းလို့ရမှတစ်ချက်ကြည့်မယ်เนาะကျွန်တော်တို့မိုဘိုင်းလက်ဂျန်လို့ပဲရိုက်ကြည့်နေပါအဲမိုဘိုင်းလက်ဂျန်ပေါ့เนาะအိန္ဒိယဆိုတော့မိုဘိုင်းလက်ဂျန် M O B A ကျွန်တော်တို့တစ်ချက်ကျွန်တော်ဆွမ်းလာ United States ကို United US ဘာရှင်ကိုတစ်ချက်ပြန်တော့ပြမယ်เนาะโอเคဒီမှာမပြောင်းသေးဘူးเนาะတစ်ချက်ပြန်ပြန်ပြီးတော့စစ်ပေးမယ်ရှင်းလိုက်မယ်เนาะပြန်အောင်ကျွန်တော် mobile ledger ကိုနှိပ်ကြည့် m o b a ဟမ် moba legend 555ဝင်ဒီမှာတော့မတွေ့သေးဘူးဗျာเนาะဒီမှာကျွန်တော်တို့ play store မှာမရောက်သေးဘူးညာဒါကျွန်တော်တို့ဒီဟာကြီးကအမ်ဒါကျွန်တော် original version မတွေ့သေးဘူးမတွေ့သေးဘူးအဲ့တော့ကျွန်တော်ဘယ်လိုလုပ်မလို့ဆိုတော့ play store ကို clear ရတာလုပ်လိုက်မှာပေါ့เนาะ ပင်ပြန်တောင်းကြည့်မယ်။ဒီနေ့လေးတော့တိုင်ပတ်တယ်ဗျို့နော်။ ကေမရသေးဘူးဗျာတော့မရသေးဘူးမရသေးဘူးဆိုကျွန်တော်တို့လက်ချက်ပြန်စစ်ကြည့်မယ်ဗျာစတိနဲ့တော့အောင်ဘေးမှစခစ်ဘေးမှမတန်ဟုတ်လားကျွန်တော်အိန္ဒိယ VPN ချိအောင်မထင်နဲ့နော်တချက်ကျွန်တော်တချက်တချက်စစ်ကြည့်မယ်ဒီထက်စစ်ကြည့်လို့မှကျွန်တော်တို့အိန္ဒိယ region ပြောင်းနေဆိုရင်ကျွန်တော်အိန္ဒိယ VPN လေးနဲ့တချက်ဝင်ကြည့်မယ် ပြီးရင်ဒီမှာကျွန်တော် Play Store မှာဝင်တဲ့အကောင့်ကိုပြောင်းမယ်ပေါ့နော်ပဲစတီနဲ့သွားမယ်အင်းဒီမှာအိန္ဒိယဖြစ်နေပြီဗျဒီမှာအိန္ဒိယဖြစ်နေဘာလို့ကျွန်တော်တို့ကမှမရလဲမသိဘူးနော် ကဲဟုတ်ပြီအဲ့ဒါကျွန်တော်တို့အိန္ဒိယဘူပြာလေးနဲ့ဝင်ကြည့်အောင်ကဲအိန္ဒိယဘူပြာနဲ့ဝင်ကြည့်မယ်ဗျာ ီချိန်သွားပြီနော်ပြီးကျွန်တော်တို့ Play Store လေးဝင်ကြည့်မယ်ပြီးကျွန်တော်စက်ဘာမှာ Mobile Legend မှာဆွနာ Okay တွေ့ပြီဗျာနော်ဒီမှာရောက်သွားပြီဖြစ်ပါတယ် Okay VPN လေးချိန်ပြီးဒေါင်းဝေဖို့လို့လိုတယ်ဗောနော် အစပထမမှာပဲနောက်ပိုင်းခြေကြမလို့အစကျွန်တော်တို့အစ profile ပြောင်းသွားတာဆိုရင်တော့ဆိုတော့ United State တောင်းတော့ကျွန်တော်လုတ်ရမလို့ဒါပေမဲ့အိန္ဒိယကျတော့ဘူပြန်လေးခြေပြပို့လို့လဲတကယ်လို့ဒီတိုင်းလုတ်ကြည့်လို့မတွေ့ဘူးဆိုရင်ကျွန်တော်တို့ payment profile ကကျွန်တော်တို့လိုချင်တဲ့ region ပြောင်းပြီးတော့မှကျွန်တော်တို့လိုချင်တဲ့ version မတွေ့ဘူးဆိုရင်ဘူပြန်လေးခြေပြမှာ please တို့ပြောင်းဝင်ပြီးတောင်းကြည့်ပါဒါဆိုကျွန်တော်တို့အကုန်လုံးတွေ့ပါလိမ့်မယ်နော်ဒါဆိုကျွန်တော်ဒီမှာအဲနော်ဒါအိန္ဒိယ version ဖြစ်သွားပါပြီဆိုတော့ကျွန်တော်တို့ဟာဒီ download မြင်တော့ global version ကျွန်တော်ပြန်လုပ်ပြမယ်နော် မကလိုဘယ်ပါချင်းတောင်းလို့မရတော့နော်မိုဘိုင်းရဲ့ United State ကိုလည်းကျွန်တော်ပြန်တောင်းပြမယ်မေမိုဘိုင်းရဲ့ United State လည်းမရှိဘူးပြန်နော်ဒါကျွန်တော်တို့ payment profile region ပြောင်းသွားတာမှန်တဲ့အတွက်ကျွန်တော်တို့ဒီဘာချင်းတောင်းလို့မရတာဖြစ်ပါတယ်ဟို brother တို့နဲ့အိန္ဒိယဘာချင်းတောင်းချင်းအိန္ဒိယ payment profile ကိုပြောင်းမယ်အဲဒါမှမဟုတ်တစ်ခုတော့ဖြတ်ပြရမှာမနော် US ဘာကြောင့်တော့မို့ US profile ပြောင်းပြီးမှ down ကြမှာဖြစ်ပါတယ်။ကဲမသိတာရှင်မေးပါ။အဲသိရလူတွေဝင်ဖြည့်သွားလို့ရပါတယ်။ကျွန်တော်ကတော့ Telegram မှာအမြဲ active ဖြစ်တဲ့အတွက်ကျွန်တော်အားရရှင်ပြောင်းပြီးဝင်ဖြည့်ပေးမှာဖြစ်ပါတယ်။ Okay ကဲဘီလူတွေတက်တော့ပါ။